တကယ်အရေးကြီးတဲ့ပြဿနာတွေကိုမဖြေရှင်းနိုင်ဘူးတကယ်အရေးကြီးတဲ့ပြဿနာတွေဆိုတာနာကျင်တည်ခြင်းကိုပြောတာနာကျင်တည်ခြင်းကဘလောက်အရေးကြီးလဲစဉ်းစားကြည့်ကျမရေဖောက်ပြီးဆိုတာ ਨੇ ကျန်တာတွေထားလိုက်ပါကွာဆိုပြီးတော့သူ့ကိုအရင်ဖြေရှင်းဖို့ကြိုးစားကြရတာပဲမဟုတ်လားဘလောက်အရေးကြီးလဲသူ့ကိုဖြေရှင်းတဲ့နေရာမှာကုသနိုင်ဖို့လိုလိုရင်ဆိုင်နိုင်ဖို့လည်းအရေးကြီးတယ်ရင်ဆိုင်နိုင်ရင်ပြဿနာကတိတ်မကြီးဘူးရင်မဆိုင်နိုင်ဘူးဆိုရင်တော့ပြဿနာကတော်တော်ကြီးသွားပြီး တခြားစဉ်းစားကြည့်ရင်ကုသနိုင်စွမ်းနဲ့ရင်ဆိုင်နိုင်စွမ်းကပိုအားကိုးလိုက်တယ်။ကျမကြီးပြက်လို့မျက်နှာငယ်ကြတယ်ဆိုတာရင်ဆိုင်နိုင်စွမ်းလို့ဆိုတဲ့အားကိုးရာမရှိကြလို့ပါ။အားကိုးရာမရှိတော့အားငယ်တာပေါ့။စိတ်ထဲမှာတရားသိတွေရှိနေတယ်။ကြည်လင်းနေတယ်အေးချမ်းနေတယ်ဆိုရင်ယောဂနှိမ့်ဆက်နေတော့လည်းပဲချမ်းချမ်းသာသာနေနိုင်တယ်။တရားအသိရှိလို့ယောဂနှိမ့်ဆက်တဲ့ကြားပါပဲ။ချမ်းချမ်းသာသာနေသွားကြတဲ့သူတော်ကောင်းကြီးတွေအများကြီးရှိတာပဲ။စေဝါဒ္ဒစာလေးနဲ့ကုသမဲ့သူတွေနဲ့ပြုစုမဲ့သူတွေနဲ့ ဝိုင်းဝိုင်းလည်နေလည်းပဲစိတ်ထဲမှာတရားသိမရှိလို့ကိုယ်စိတ်ကရင်မဆိုင်နိုင်ဘူးကြောက်နေတယ်စိုးရိမ်နေတယ်စိတ်မထားတတ်ဘူးငါမှဖြစ်ရလိမ့်ခြင်းဆိုပြီးစိတ်တွေဆင်းရဲနေမယ်ဆိုရင်ရောအားကိုရာရှိတဲ့လူလို့ဆိုနိုင်မလားတကယ်စဉ်းစားကြည့်ရင်နာယီပြဿနာဆိုတာပြေလည်အောင်ဖြေရှင်းနိုင်မှုလွန်ခက်တယ်ဆိုးရတဲ့ယောဂါတွေဖြစ်ပြီးဆိုရင်တော့ငိုကြတဲ့လူတွေပဲများပါတယ်အဲ့ဒီနာယီပြဿနာတွေတေးပြဿနာကပိုကြီးပြန်တယ်သူကတော့အရေးတကအရေးတဲမှာအကြီးဆုံးအရေးပဲ ပိုင်ဆိုင်သမျှပတ်သက်သမျှငါဟာလို့လှုပ်ထားသမျှအရာအလုံးကိုထားခဲ့ရတော့မင်းအဲ့ဒီချိန်မှာစိတ်ကချမ်းသာနိုင်မလားမရေရာတဲ့အနာဂတ်တွေရောစိတ်ချပြီလားရှည်ရည်အတွက်ကောင်းမြတ်တာတွေကိုရွေးချယ်နိုင်ရင်ရှိပြီလားကောင်းတဲ့ဘဝရမှာလားဆုတဲ့ဘဝရမှာလားအဲ့ဒီမိဝန်းတွေရဲ့အဖြေကတည်ခြင်းကိုအစဉ်ပြေပြေရင်ဆိုင်နိုင်ခြင်းရင်မဆိုင်နိုင်ခြင်းအပေါ်မှာပဲအဓိကမူတည်နေတယ်တရားအသိဉာဏ်ရှိရင်အစဉ်ပြေမှာပဲတရားအသိဉာဏ်မရှိရင်အစဉ်မပြေနိုင်ဘူးဒီနာယီတည်ရည်ဆိုတဲ့ပြဿနာတွေကလူတိုင်းမှာတွေ့ရမှာတတိယလည်းမလို့ဘူးပညာတတ်လည်းမလို့ဘူး ဘယ်သူမှမလွတ်ဘူးလူတွေအားလုံးဟာကိုယ်ဒုက္ခနဲ့ကိုယ်ယုံကန်နေကြရတဲ့သူတွေကြီးပဲဒုက္ခကိုကြီးနဲ့ဘဝခီးကိုပင်ပင်ပန်းပန်းသွားနေကြရတဲ့သူတွေကြီးပဲအပေါ်ယံကြည့်ရင်မတူဘူးလူလိုနဲ့တကယ်ကဘာမှတိတ်ပြီးတော့မတူဘူးဒုက္ခတဲ့တွေကြီးပဲအထင်သေးစရာလည်းမရှိဘူးအထင်ကြီးစရာလည်းမရှိဘူးကရုဏာဖြစ်စရာတွေပဲရှိတယ်တရားအသိဉာဏ်ဆိုတဲ့ရင်ဆိုင်နေစွမ်းရှိတဲ့သူတွေပဲတတ်တာရကြမှာရင်ဆိုင်နေစွမ်းမရှိလို့ကတော့ဘယ်သူမှမလွယ်ဘူးနှိစက်တတ်တာကလောကရဲ့သဘာဝရင်ဆိုင်နေစွမ်းရှိဖို့ကကုတ္တဝံဒါပဲ အဲ့ဒီရင်ဆိုင်တန်ဆန်းကလည်းကိုရှာထားမှကိုရမှာဘသူမှကိုကိုရှာမပေးနိုင်ဘူးကိုလည်းဘသူ့ကိုမှရှာမပေးနိုင်ဘူးဒါကြောင့်ကိုကိုအားကိုသူများကကို့အတွက်အားကိုရမှုဘူးလို့ပြောတာဟောပါးအချိန်နေရတယောက်နဲ့တယောက်အတူတူနေကြရပေမဲ့လို့သူ့စီမှာလည်းကို့အတွက်အားကိုရမရှိဘူးကို့စီမှာလည်းသူ့အတွက်အားကိုရမရှိဘူးတကယ်အရေးမှာကို့အတွက်သူ့စီမှာမှအကူအညီမရှိဘူးဘလောက်ရင်းနေရင်းနေဘလောက်ချစ်ချစ်ကို့ရှိမှကိုပဲလောကကဘလောက်တစိမ့်ဆန်လိုက်တယ်လေအဲ့ဒါအမှန်တရားပဲ တရားအသိဉာဏ်ဆိုတဲ့အကူအညီမရှိလို့ကတော့ဘာတွေဘလောက်ရှိရှိဘလူလူကြီးဖြစ်လို့နေနေအားငယ်ပြီးနာရမှာပဲအားငယ်ပြီးတည်ရမှာပဲအားငယ်ပြီးတည်ရတဲ့လူတယောက်ရဲ့အနာဂတ်ကဘလောက်ကောင်းနိုင်မလဲဒါဆိုရင်အကူအညီကိုဘလို့ရှာမလဲအကူအညီရအောင်ဘလို့လုပ်မလဲအတ္တနာဤသူတန်ဒေနာဆိုတာကအဲ့ဒီမေဝန်ရဲ့အဖြေပဲအဘိဓေကမိမိစိတ်ကိုကောင်းစွာ ဆုံးမခြင်းအဖြစ်နဲ့ကိုယ်စိတ်ကိုကောင်းအောင် ဆုံးမမယ်ဆိုရင်အကူအညီရှိကိုရမယ်တဲ့ ကိုယ်စိတ်ကိုကောင်းအောင်ဆုံးမရဲဆိုတာသတိပဋ္ဌာန်တရားပွားတာကိုပြောတာသတိပဋ္ဌာန်အလုပ်ဆိုတာဖြစ်တိုင်းသိအောင်လုပ်နေတဲ့အလုပ်ပဲကိုယ်ခန္ဓာမှာဘာပဲဖြစ်ဖြစ်ဖြစ်တိုင်းသိအောင်လေ့ကျင့်နေတာရုပ်ပဲဖြစ်ဖြစ်နာမ်ပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ဖြစ်တိုင်းသိသိနေအောင်ကြိုးစားနေတာဖြစ်တိုင်းသိနေရင်အဲ့ဒီသိနေတာတွေနဲ့ပတ်သက်ပြီးတော့လောဘဒေါသမဖြစ်ဘူးဒီပိုင်းနဲ့ထဲမှာပဲအသိဉာဏ်တွေလည်းမြင့်မြင့်လာတယ်အဲ့ဒါကိုကိုယ်စိတ်ကိုကောင်းအောင်ဆုံးမရဲလို့ပြောတာ